ကျွန်တော်ဥဆောင်မြင်နေကြရဲ့ SpongeBob event ဟာစိတ်မကောင်းစွာနဲ့ပဲမြန်မာစာပါကိုရောက်လာတော့မှာမဟုတ်ပါဘူးကျွန်တော်တို့အခုဂိမ်းထဲမှာပုံနေတဲ့ Fresh Pack event ဆိုတာအခြားနိုင်ငံတွေမှာ SpongeBob event အဖြစ်မြင်တွေ့ရမှာပါအလဲမှာ SpongeBob ဗဒန်းစကင်တစ်ခုထည့်ထားပေမဲ့မြန်မာမှာတော့ SpongeBob စကင်နေရာမှာ Abyss စကင်တွေနဲ့အစားထိုးထားပါရဲ့ Elimination Spawn effect တွေကိုလည်းတခြားနိုင်ငံတွေမှာပေါ်ပေမဲ့မြန်မာမှာတော့တခြား emote တွေ effect တွေနဲ့ပဲအစားထိုးထားတာတွေ့ရပါရဲ့ ဆိုတော့အခုလောလောဆယ်မပါသေးပေမဲ့ရှေ့လျှောက် update တွေမှာပါလာနိုင်ရည်ရှိမလားဆိုတော့ဆက်ဆောင်ကြည့်ရအောင်ပါပါ။လာမယ့်ဒီဇင်ဘာလရဲ့မှာ SpongeBob နဲ့ MVB collaboration skin တွေကို free ပေးသွားတော့မှာဖြစ်ပါရဲ့။ဒီလို skin တွေရယူဖို့အတွက်ဒီ event လေးမှာဝင်ဆော့ပေးရလိမ့်မယ်။ဘယ်လိုမျိုးလဲဆိုရင် burger ဆိုင်ဖွင့်ပေးရမှာပါ။ဒီ mini game လေးမှာကိုက customer ရေးတောင်းဆိုသလို burger အဆင့်ဆင့်လုပ်ပေးရမှာဖြစ်ပြီးအဲ့ကနေ coin တစ်မျိုးရလာမယ်။ friendship coin နဲ့ food coin ဆိုပြီးတော့ပါ food coin လေးတွေကိုကြာကိုယ်ဆိုင်ကို upgrade တင်တဲ့နေရာမှာတောင်းနိုင်မယ် အပရိတ်တင်တာအုံမျိုးရှိပါရဲ့ကိုလာတို့ icecream တို့လိုအစားအစာတွေထက်ထည့်ရင်ရလာမယ်ဝင်ငွေရပိုများလာမယ် abilities မှာ customer ကို upgrade လုပ်ရင်လူပိုဝင်လာပြီးပိုပြီးစိတ်ရှိရှိနဲ့ဆောင်ပေးကြလိမ့်မယ် time ကတော့ game throne စီရဲ့ကြာချိန်ကိုတိုးပေးရပါဆက်စားချင်းဆို30စက္ကန့်ပဲပေးထားပါရဲ့ decoration ကတော့ sign lock စီ customer ကိုပတ်စံတိုးကောက်တာပါ speaker ကတော့ရှင်းပါရဲ့အခုလိုအသားကင်ရရဲ့ကြာချိန်တွေကိုလာထည့်ရရဲ့ကြာချိန်တွေကိုမြန်အောင်လုပ်ပေးမှာပါနောက်ဆုံးတစ်ခု marketing promotion ဆိုတာကတော့ ကျောင်းအားဂျပန်ဘက်တစ်ခုခုကိုအချိန်ကန့်သတ်နဲ့ပေးလိုက်ပါပါဒီမှာဆိုတရက်စာအာလူးချောင်းကျော်ကိုစီတစ်ဆယ်ရာခိုင်နှုန်းတင်ပေးရပါတယ်အဲအားကြောင့်ကျွန်တော်အာလူးချောင်းကျော်ကိုတင်ရောက်လိုက်မယ်ဗျာကိုယ်တငယ်ချင်းတွေနဲ့လည်းပါတနာချိတ်ပြီးဆော့လို့ရရဲ့၅ရောက်အထိချိတ်နိုင်ပြီသူတို့တွေကကွန်ဝေစုတချို့တဝက်ကိုဖျားယူနိုင်မယ်ကိုယ်ပါတနာတွေက active ဖြစ်ဖို့လိုတာပေါ့နော်ဒီလိုဆော့ရင်ရလာမယ် friendship coins တွေကိုတော့စုလက်ဆောင်တွေလဲလေတဲ့အခါသုံးလို့ရမှာဖြစ်ပြီး skin တွေ random ယူလို့ရမယ်ပုံးတစ်ခုလည်းပါပါသေးရဲ့ ဒီလိုမီနီဂိမ်းလေးတွေစောက်ဖို့အတွက်လည်းတိတ်ကက်တွေလိုအပ်ပြီး login ဝင်တာဂိမ်းစောတာ test တွေလုပ်ရင်းနဲ့ယူနိုင်ပါရဲ့ဒီလို friendship coin တွေကို DI ပေးမဲ့ surprise event တခုလည်းရှိနေမှာပါခုလာနေတဲ့ Tiger Year free event မှာ skin this the guardian ကို free ယူလို့ရပါတယ်ဘလူယူရမလဲဆိုရင် login ဝင်တာဂိမ်းစောတာစတဲ့ test တွေလုပ်ရင်းနဲ့ဒီ key on print လေးကြီးအခု90ပြည့်အောင်စုပြီးဒီ skin selection chest ဆိုတာကိုယူရမှာဖြစ်ပါတယ်။အဲ့ဒီထဲမှာ Tigreal ရဲ့ Steel Guardian skin အစ်အပြင် တခြား Alice skin တွေကိုလည်းယူလို့ရတာဖြစ်ပါရဲ့ WESB ကဲသို့ Fremant ကိုစတဲ့ Rewards အသေးလေးကိုလည်းယူလို့ရပါရဲ့ဆိုတော့ဒီ Tiger ရဲ့ Steel Guardian ကဘာမြန်ထူးခြားွားလဲဆိုရင်သူ့ရဲ့ character style ကတော့အစိမ်းရောင် costume လေးနဲ့ရွှေရောင်ချက်ဝတ်တန်စာတွေဆင်လာရဲဆိုတော့ Tamen skin ထက်စာရင်တော့ကြည့်ရအောင်ပိုလှသွားမယ်ဒါပေမဲ့အဲ့လောက်ပဲ effect တွေရတော့အရင်တိုင်းပဲပြောင်းလဲလာခြင်းမရှိပါဘူးဒီ skin ကိုမကြိုက်ဘူးဆိုရင်လည်းတခြား ally skin တွေအ Bruno တို့ Eve တို့ Venator Johnson ခုရှင်စတဲ့ Alice Skin ကိုရွေးယူလို့ရသေးရမို့ဒီ event ကတော့ပေါ့ပေါ့ပပနဲ့ပါဝင်တဲ့ event တစ်ခုပါပဲဗျ။ဆိုတော့ဒီလောက်ဆိုဒီ event အကြောင်းနားလည်ပြီလို့ထင်တယ်။အဆုံးထိကြည့်ပြီးအတွက်ကျေးဇူးတင်ပါတယ်။တင်းရင်တင်မြင်ချက်ကိုလည်းအောက်မှာရေးဝတ်နိုင်ပါတယ်။ See you guys next time.